တင်းမောပေါ်ပြန်တက်ဖို့လေကားမချမီပဲဇီတဲ့ခုံချခဲ့ကြတဲ့ပျော်ကျူးတဲ့ရေကူးကြသူများဒီနေ့မှာတော့ဒူးဆန်းထွေလာဇလန်းတွေကိုမှဂျိုင်းနေတဲ့ပြည်သက်ကြီးတို့အတွက် Ocean Water to Address ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်းလေးရဲ့အစမှာတော့အချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြတဲ့အေမီနဲ့သူရီစာဒန်ဇက်နဲ့လော်ရန်တို့ကအတူခီးသွားကြပြီးစွန်စားကန်းတွေထွက်ကြကကင်မရာနဲ့ရိုက်ထားခဲ့ကြပါတယ်။တန်ကကင်မရာကန်ပြီးပပတ်လေကိုရိုက်နေတော့ဟန်ချက်ပြစ်သွားက ကြောက်တောင်ပေါ်ကနေပြုတ်ချသွားခဲ့ပါတယ်။သူကဒိုင်ယာရီနဲ့လန့်နေတဲ့သူတငယ်ချင်းတွေစီကိုပြန်လာခဲ့ပါတယ်။ငါးနေကြတဲ့နောက်မှာတော့အင်မီရဲသူ့ယောက်ျားဂျိမ်းစ်ရဲသူတို့သမီးလေးဆာရာရဲကဇက်ရဲ့အသက်30ပြည့်မွေးနေ့ပွဲကိုဒိုင်ရဲ့ပျော်စီသင်္ဘောပေါ်မှာဆင်နွှဲဖို့အတွက်မက္ကဆီကိုမြို့ကိုလာခဲ့ကြပါတယ်။လမ်းမှာတော့ဇက်နဲ့လော်ရန်တို့ကမော်တော်ဆိုင်ကယ်နဲ့သူတို့ကိုကြောတက်သွားခဲ့ပါတယ်။သူတို့အကုန်လုံးကသင်္ဘောကန်းဆိုင်ထားတဲ့စိတ်ကန်းကိုရောက်လာခဲ့ကြပြီးအင်မီတယောက်တည်းအသက်ငယ်အင်ကြီးဝက်ကသင်္ဘောနားကိုဖြည်းဖြည်းချင်းသွားခဲ့ပါတယ်။ အေမီရဲ့ဖေကရွက်လွင့်နေတော့ရေနဲ့တည်သွားတဲ့အတွက်အေမီကရေကြောက်နေခဲ့ပါတယ်။တယောက်ကြားရဲ့ကူညီနဲ့အေမီကစိတ်ကိုတင်းကတင်းမောပေါ်တက်ခဲ့ပြီးအခန်းထဲမှာဒန်နဲ့သူဤစားအသက်မီရှယ်တို့ကိုတွေ့ခဲ့ကြပါတယ်။သူတို့ဘွဲကရွက်လွင့်ကထွက်ခွာခဲ့ကြပြီးဇန်နဲ့လော်ရန်တို့ကတန်းကိုဒီလိုတင်းမောမျိုးဝယ်နိုင်လောက်တဲ့အထိဘလို့ကြီးပွားလာတာလဲလို့မေးခဲ့ပေမဲ့ဇက်ကယင်နေခဲ့ပါတယ်။အေမီနဲ့ဂျိန်းတို့ကသူတို့သမီးလေးကိုအိပ်ယာပေါ်မှာတိတ်ထားခဲ့ပြီးတော့သူတို့လာရင်အတန်ကြားရအောင်လို့အခန်းထဲမှာစကားပြောဆက်ထားခဲ့ပါတယ်။ သူတို့တငယ်ချင်းတွေကတောင်းရင်စားရင်နဲ့ကကုန်ပြီးတော့ပျော်ရွှင်နေခဲ့ကြပါတယ်။မိချဲကရေကူးကျင်တယ်လို့ပြောတဲ့အခါမှာတော့သူတို့ကသဘောတူခဲ့ကြပြီးတော့ရေထဲကိုခုန်ချခဲ့ကြပါတယ်။အမီကတော့ဒန်နဲ့တင်းမိုးပေါ်မှာနေခဲ့ပြီးတော့အခန်းထဲကစာလာလေးကိုတွားကြည့်ခဲ့ကြပါတယ်။ဒန်ကသူ이사ဟောင်းကိုသူလဲကလေးလူချင်းနဲ့အကြောင်းနဲ့အရင်တုန်းကငတုံးလိုလိုခဲ့မိတဲ့အတွက်နောင်တရအကြောင်းပြောခဲ့ပါတယ်။တယောက်ကြားနဲ့ပြောနေပြီဖြစ်တဲ့အမီကတော့စကားစားဖြတ်ပြီးတော့ဒန်ကိုဂုံးဘက်ပေါ်ကိုပြန်တက်ခိုင်းခဲ့ပါတယ်။ ရေထဲမှာတော့တခြားလူတွေကကူးခတ်ရင်းနဲ့ပျော်ရွှင်နေခဲ့ကြပြီးတော့ဇက်ကပင်လယ်ချမ်းပြင်ကခရုခွန်လေးကိုကောက်ယူကာလော်ရန်ကိုပေးခဲ့ပါတယ်။မီရှယ်ကအချင်းကိုပြောပြီးလုံနေခဲ့ပြီးတော့အေမီကအတန်နဲ့ဂုံးဘက်ပေါ်ပြန်ရောက်လာကသူ့ရဲ့ရေကြောက်တဲ့စိတ်ကဇာရစီကိုပါမျိုးရိုးလိုက်သွားမှာကိုစိုးရိမ်နေကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့စကားပြောကြရင်းနဲ့ဒန်ကရုတ်တရက်အေမီကိုပွင့်ချီကအေမီအော်နေတာကိုယူမဆိုင်ပဲနဲ့ရေထဲကိုခုံချခဲ့ပါတယ်။ဒီနောက်မှာတော့အေမီကကြောင်ချောက်ချားဖြစ်သွားကသူ့ဘေးတည်ခဲ့တဲ့နေရုံးကဖြစ်ပျက်တွေကိုပြန်ပြီးမြင်အောင်လာခဲ့ပါတယ်။ ဂျန်တဲ့တငယ်ချင်းတွေကပါအီမီကိုအသေးစိတ်ပြန်ဝင်လာအောင်ကူညီပေးခဲ့ပေမဲ့အီမီအတွက်တော့သူတို့အတန်တွေကဝေးကွာနေခဲ့ပါတယ်။ရုတ်တရက်တန်ကရေထဲမစင်းငယ်မှာလေကားကိုမချခဲ့မိတာကိုအကုန်လုံးကသတိထားမိသွားခဲ့ကြပြီးစာရာတယောက်ပဲသင်္ဘောပေါ်မှာဂျန်နေခဲ့ကသူတို့ပပတ်လဲမှာရေတွေပဲရှိနေခဲ့ပါတယ်။ဂျင်းကသူမင်းမကိုကလေးချော်တင်ကြီးကနှစ်သိမ့်ခဲ့ပြီးတော့ဂျန်တဲ့လူတွေကသင်္ဘောပေါ်ပြန်တက်ဖို့ကြိုးစားနေခဲ့ကြပေမဲ့သင်္ဘောကမြင့်နေခဲ့ပါတယ်။မီချေကတော့ထိတ်တလန့်ဖြစ်လာခဲ့ပြီးပင်မန်းကအေးနေတဲ့အတွက်သူကလင်းမှန်ရုပ်ကိုတွေ့ဖက်ထားခဲ့ပါတယ်။ ။တန်ကသင်္ဘောပေါ်တက်ဖို့သူ့စီကနေလင်းမှန်ရုပ်ကိုငားခဲ့ပါတယ်။ဒါမဲ့လည်းတန်ကတက်ကြည့်တော့လင်းမှန်ရုပ်ကချောနေပြီးတော့တန်ရဲ့လေးချိန်ကိုမမနိုင်တဲ့အတွက်ရေထဲမြုပ်သွားခဲ့ပါတယ်။သူတို့ကသင်္ဘောပဲ့ပိုင်းမှာလွှင့်ထားတဲ့အလံကိုတွေ့ပြီးတော့တန်ကလမ်းဆွဲခဲ့ပါတယ်။ကတရချိန်မြောက်မှာတော့တန်ကအလံကိုဆွဲလိုက်နိုင်ခဲ့ပေမဲ့သူ့လေးချိန်ကိုမခံနိုင်ဘဲနဲ့အလံကပြဲသွားခဲ့ပါတယ်။အေမီကလည်းသတိပြန်ရလာခဲ့ပြီးတော့အကုန်လုံးကဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားခဲ့ကြပါတယ်။မိဇက်ကသူတို့အောက်မှာငမန်းတကောင်ကူးခတ်နေတယ်လို့ခံစားနေခဲ့ရတော့ ။တန်ကတေချောင်းရေရောက်ကိုငုံကြည့်ခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။ဒါမဲ့လည်းသူတို့ကငမန်းတွေရောက်လာဖို့အချိန်တစ်ခုပဲလိုတာကိုသဘောပေါက်ခဲ့ကြပါတယ်။သူတို့ကတန်ကိုပြစ်တင်ခဲ့ကြပြီးတော့တန်ကလည်းဒီလိုအချိန်တွေကနေရုံထွက်ဖို့နီလန်းရှာမတွေ့ပဲဖြစ်နေခဲ့ပါတယ်။အီမီကတော့တင်ဘောဘမဆာရာကတယောက်တည်းကြံနေခဲ့တဲ့အတွက်နီလန်းရှာဖို့ပြောခဲ့ပြီးတော့မီရှယ်ကစိတ်နဲ့လူနဲ့မကပ်ပဲဖြစ်နေခဲ့ပါတယ်။ပြင်းမနေတဲ့အတွက်မီရှယ်ကရေနဲ့မလို့ဖြစ်သွားပြီးတော့အီမီစီကအသက်ကအင်ကြီးကိုလှုပ်ခဲ့ပါတယ်။သူတို့ကမီရှယ်ကိုဆွဲထားခဲ့ကြပြီးတော့မီရှယ်ကအကြောက်လုံကကြေကွဲနေခဲ့ပါတယ်။ လော်ရန်ကမီရှယ်ကိုစေးသက်သားရာရောက်အောင်ပွေထားခဲ့ပြီးတော့ဖျားစာရွတ်ပြနေခဲ့ပါတယ်။သူတို့ကနေရာအောက်မှာကြာကြီးနေနေရတဲ့အတွက်အားမရှိတော့ဘဲနဲ့ရေငက်နေခဲ့ကြပါတယ်။ရုတ်တရက်သူတို့ကဒင်မိုဘောကနေဖုန်းမီတန်ကြားလိုက်ရတော့ဖုန်းကဇက်ရဲ့တွဲလောင်းကြနေတဲ့အင်ဂျီထဲမှာရှိနေခဲ့တာပါ။တန်ကအင်ဂျီကိုလမ်းယူနိုင်ခဲ့ပြီးဇက်ကဖုန်းကင်လိုက်ပြင်မဲ့လဲဖုန်းကရေဆိုသွားခဲ့ပြီးတော့သူတို့ကဘာမှလုပ်မရဘဲနဲ့ဖြစ်သွားခဲ့ပါတယ်။မီရှယ်တယောက်အားမလို့အမရဖြစ်ပြီးတော့ဇက်ရဲ့လက်ထဲကဖုန်းကိုဆွဲလို့ဖုန်းကရေထဲကိုကျသွားကဖုန်းပြန်ဆက်ဖို့အခွင့်အရေးဆုံးရှုံးသွားခဲ့ပါတယ်။ တန်ကသူတို့ဝက်စားတွေကိုအကုန်ချုပ်ပြီးတော့ကျိုးလုတ်ကတင်းဘောပေါ်တက်လို့ရအောင်လမ်းပစ်ဖို့အကြံပေးခဲ့ပါတယ်။ဒီချိန်မှာပဲသူတို့တွေလည်းအနာကနေမြဖြစ်သွားတဲ့တင်းဘောတစ်စီးကိုတွေ့သွားခဲ့ကြပြီးတော့တင်းဘောပေါ်ကကြီးတဲ့တွေကိုကူညီဖို့အချက်ပြခဲ့ပေမဲ့ကြီးတဲ့တွေကနားလည်မှုလွဲသွားပြီးတော့လက်ပြန်ပြကာကြော်သွားခဲ့ပါတယ်။သူတို့ကဒိုင်းရဲ့စီစဉ်တိုင်းပဲလုံရတော့မှဖြစ်ပြီးတော့ဇာရဲ့အင်ကြီးတွေပါလာတဲ့ဓာတ်နဲ့ဝက်စားတွေကိုဖြတ်ကာကျိုးကျစ်ခဲ့ပါတယ်။ဂျင်းကဒန်ကိုအောက်ကနေလေပေါ်တက်ဖို့ဖြစ်နိုင်လားလို့မေးခဲ့ပေမဲ့ဒန်ကမသိတဲ့အတွက်သွားကြည့်ဖို့ဓာတ်ကိုယူကာရောက်ကုန်ကုန်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲဂျန်တဲ့သူတွေကအဝတ်ကြောကိုလေပေါ်ပစ်တင်လိုက်ပြီးတော့ဇက်ကလည်းတက်ဖို့ကြိုးစားခဲ့ပါတယ်။သူတို့ဂျန်ကမောင်မြေဘက်နဲ့ကျိုးကပြတ်သွားခဲ့ပြီးတော့ဇက်ကလည်းရေထဲကိုပြန်ပြုတ်ကျသွားခဲ့ပါတယ်။ဂျင်းကလည်းမောင်မြေငယ်ပဲဓာပါပြုတ်ကျသွားကဖွမရဓမ္မဆုံးဖြစ်သွားခဲ့ပါတယ်။သူကဓာကိုပြန်ယူဖို့အတွက်ရေထဲထဲကိုငုတ်သွားခဲ့ပြီးတော့ပြန်တက်လာတဲ့အခါမှာတော့သင်မော့အောက်ပိုင်းနဲ့တိုက်မိသွားခဲ့ပါတယ်။ဂျင်းနဲ့လော်ရန်ကတော့သူ့စီကိုကူးလာခဲ့ပြီးတော့သူကောင်းကသွေးတွေထွက်လာကခေါင်းကိုထိခိုက်မိပြီးတော့ဆရာဝန်နဲ့ပြရမှမယ်တီးသွားခဲ့ကြပါတယ်။ဒါကဆက်တွဲနောက်ဆုံးဖြစ်လာနိုင်ခဲ့ပြီးတော့ သူကထိရောက်မဲ့နီလန်းတွေကိုတုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကဂျင်းစီကဓာတ်ကိုယူလိုက်ပြီးတော့တင်မောဘေးဘက်ကိုဓာတ်နဲ့ထိုးကအပေါ်တက်ဖို့ကြိုးစားခဲ့ပါတယ်။တင်မောကိုမပျက်စီးစေခြင်းနဲ့တန်ကတော့သူ့တငယ်ချင်းစီကိုအပြေးကူးသွားကတားခဲ့ပါတယ်။သူတို့တွေလည်းစကားများခဲ့ကြပြီးတန်ကဇက်ကဘိုက်ကိုမတော်တဆဓာတ်နဲ့ထိုးမိသွားခဲ့ပါတယ်။အချိန်လေးကထိမရတဲ့ပြင်ပူဆိုးသွားပြီးတော့စကားပြောဆက်ကနေနိုးလာပြီးသူမိဘတွေကိုမတွေ့လို့ငိုနေတဲ့စာရာရဲ့တန်ကိုကြားလိုက်ရပါတယ်။ ။ဒဏ်ရာရထားတဲ့ဇက်ကအချိန်မီစေမကုနိုင်တဲ့အတွက်ဖြည်းဖြည်းချင်းနဲ့တေတော့မလို့ဖြစ်နေခဲ့ပြီးတော့မီရှယ်ကလည်းသူတို့နဲ့ဝေးရကိုကူးခတ်သွားကအားကုန်ပြီးတော့ရင်နဲ့သွားခဲ့ပါတယ်။တန်ကသူကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီ။ဇက်ကဟာသလုပ်ပြီးတော့လွန်ခဲ့တဲ့9နှစ်ကခီးကိုတတိယသွားကဒီချိန်မှလည်းတန်ကကင်မရာယူလာမယ်လို့မျှော်လင့်ခဲ့ပါတယ်။သူရဲ့နောက်ဆုံးမှန်းကျင်ကတော့နောက်ဆုံးအချိန်တွေ့တော့ကလှပတဲ့လော်ရန်အကြောင်းပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဇက်ကတန်တိတ်သွားခဲ့ပြီးတော့လော်ရန်ရဲ့လက်ပေါ်မှာလည်းအသက်ထွက်သွားတော့လော်ရန်ကလည်းငိုကြွေးခဲ့ရပါတယ်။ ဒီချိန်မှာတော့ဂျိန်းကစိတ်တို့လာခဲ့ပြီးတော့တန်ကိုလည်းတငယ်ချင်းတွေရဲ့အသက်ထက်တင်မောကိုပို့ပြီးတန်ဖိုးထားနေတယ်လို့ဆွဆွဲခဲ့ပါတယ်။အီမီကတော့သူ့ယောက်ျားကိုစိတ်ချောဖို့ပြောခဲ့ပေမဲ့သူမိမကရေးစားဟောင်းကိုကာကွယ်ပေးနေတော့ဂျိန်းကပို့ပြီးဒေါသထွက်လာခဲ့ပါတယ်။ဂျိန်းတယောက်ဒေါသထွက်လွန်းတဲ့အမ်မာထွက်ခဲ့ပြီးတော့တန်ကသူ့တငယ်ချင်းတွေကိုတင်မောကသူ့ဟာဆိုတာလိန်ထားတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။တကယ်တော့တန်ကတင်မောကိုသူ့လှုပ်လှုပ်တဲ့တရေစီကနေမသိအောင်ယူလာခဲ့တာပဲဖြစ်ပါတယ်။ သူကဒီမော့ပိုင်ရှင်လိုဟန်ဆောင်ပြီးတော့မီရှယ်လိုအလှပကေးလေးကိုဖျားယောင်းကသူတငယ်ချင်းတွေကိုလည်းဒီနေ့အတွင်းမှာသူဘာမှဖြစ်ဖြစ်မဲမောက်မရှိခဲ့ဘူးလို့မထင်အောင်ကြောက်ဝါချင်ခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်သူကဒီမော့ကိုဒါနဲ့ထိုးမခွဲစီချင်တာပဲဖြစ်ပြီးတော့သူ့အခြေဆုံးတငယ်ချင်းကတည်သွားပြီပဲဖြစ်ပါတယ်။သူမကိုနောင်တရသွားတဲ့တန်းကလည်းငိုကြွေးခဲ့ပြီးတော့လော်ရန်ကလည်းဇက်ကိုချစ်နေပေမဲ့ထိုးပြောဖို့ခွင့်ရမရခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။အီမီကသူ့တငယ်ချင်းတွေကိုဇက်ရဲ့လောင်းကိုလက်လော့ခိုင်းခဲ့ပြီးတော့သူတို့ကနောက်ထပ်နိုင်ပေါင်းများစွာကြောင်းပင်လယ်ထဲမှာပဲနေခဲ့ရပါတယ်။ သူတို့ကပြင်းမနေခဲ့တဲ့အတွက်ခြေထဲမှာကိုပေါ့နေခဲ့ကြပြီးအရင်တုန်းကအเจ้าတွေကိုပြန်တွေးနေခဲ့ကြပါတယ်။ဂျင်းရဲ့ဂျင်းတွေကလည်းပိုဆိုးလာခဲ့ပြီးတော့သူကစိတ်ဖောက်လာကရှောက်ပြောနေခဲ့ပါတယ်။ဒီတိုင်းမနေနိုင်တော့တဲ့လော်ရန်က သူ့တင်ငယ်ချင်းတွေကိုနှုတ်ဆက်ကကမ်းခြေရှာပြီးတော့ကိုညီတောင်းဖို့ကူးခတ်သွားခဲ့ပါတယ်။ဒီမော့ဘောကဇာရာလေးကလည်းငိုနေခဲ့ပြီးတော့အေမီကစကားပြောဆက်ကိုလမ်းအော်ပြောခဲ့ပေမဲ့လည်းဇာရာကငိုမြဲငိုနေခဲ့ပါတယ်။သူကဇဲရဲ့အကြံကိုစဉ်းစားမိပြီးတင်မောဘော်ကိုတက်ဖို့အတွက်ဓာတ်ကိုရှာဖို့အတွက်ရောင်းကုန်ရမှာပဲဖြစ်ပါတယ် ဒဏ်ကသူ့ကိုတားခဲ့ပြီးတော့တငယ်ချင်းတွေကိုနေမြဲအတိုင်းနေစေကသူ့ဘာသာကြီးအောက်ကိုငုံခဲ့ပါတယ်။မောင်လာတော့အေမီကရေပေါ်မှာဂျင်းနဲ့နေရာတည်းရှိနေခဲ့ပါတယ်။ဂျင်းကသတိပြန်ရလာတဲ့အခါမှာတော့သူမိန်းမကိုပင်ပန်းကကောင်းကင်နေတဲ့အကြောင်းပြောခဲ့ပါတယ်။မိုးရလာတဲ့အခါမှာတော့ဂျင်းကဆုံးသွားခဲ့ပြီးတော့အေမီကသူ့ယောက်ျားကိုဆုံးရှုံးလိုက်ရတဲ့အတွက်အော်ဟင်ကိုကြွေးခဲ့ပါတယ်။ဒဏ်ကလည်းအေမီဝတန်ကိုကြားခဲ့ရပေမဲ့မတည်အောင်တားကိုရှာဖို့ကြေအောက်ကိုဆက်ပြီးတော့ငုံသွားခဲ့ပါတယ်။ ောက်ဆုံးမှာတော့အီမီကသူ့ယောက်ျားဆုံးသွားတာကိုလက်ခံနိုင်ခဲ့ပြီးတော့အလောင်းကိုလွတ်ပေးခဲ့ပါတယ်။အဲဒီနောက်သူကနှုတ်ဆက်လိုက်ပြီးတော့သူတို့သမီးလေးကိုအဲ့ရဝင်ကာနီးတိုင်းစူပြနေကြကလေးချော့တေးကိုစူပြခဲ့ပါတယ်။တန်ကားရေထဲကနေပေါ်လာပြီးတော့နာကျင်မှုကြောင့်អော်ခဲ့ပါတယ်။သူလက်ကကြွတ်တက်နေခဲ့ပြီးတော့အီမီကလည်းသူ့ကိုတင်မော့စီကိုကူးသွားလို့ရအောင်အသက်ငယ်အင်ကြီးပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမုံနှင်းကကြမ်းလာခဲ့ပြီးတော့ဒီလိုချိန်မှာအသက်ရှင်ဖို့ခွင့်ရေးကလည်းမရှိသလောက်နေပါခဲ့ပါတယ်။ မျောလင်းကျမဲ့နေတဲ့တန်းကလည်းရေကာမြင့်မှန်တဲ့သင်းမောကိုအာကုန်ထုရိုက်ခဲ့ပါတယ်။မြေမငါကွဲသွားတဲ့အခါမှာတော့သူ့လက်ကမန်းစားတွေကြောင့်ခိုင်းမိသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲသူကအကြံရခဲ့ပြီးတော့ဗန်ကွဲစားတွေကိုသင်းမောကအပေါက်ထဲကိုထည့်ကာသူ့လက်နဲ့ဂင်ထားခဲ့ပါတယ်။သူကအေမီကိုသူ့လက်ပေါ်ကိုတက်ပြီးတော့သင်းမောဘုံကိုတက်ဖို့ပြောခဲ့ပါတယ်။အေမီတယောက်သင်းမောလက်တန်းကိုလမ်းကင်ခဲ့ပေမဲ့မိုးရေတွေကြောင့်ချုံနေခဲ့ပြီးတော့ရေထဲပြန်ပြုတ်ကျသွားခဲ့ပါတယ်။တန်းကသူ့ကိုရှုံးမပေးဘဲနဲ့ကြိုးစားဖို့အားပေးခဲ့ပြီးတော့အေမီကတန်းပခုံးပေါ်ကိုတက်ကာသင်းမောဘုံကိုတက်ခဲ့ရပါတယ်။ ။ဒန်ကမန်ကွဲစာကိုဂိုင်းထားခဲ့ရပြီးအေမီကသူ့ဘော်ကိုနင်းနိုင်နာကျင်တဲ့အတွက်အော်ဟစ်ခဲ့ပါတယ်။အေမီလက်ကလည်းထက်ကျော်ကပြုတ်ကျသွားခဲ့ပြန်ပါတယ်။ဒီနောက်မှာတော့အေမီကအချင်းမြအားကုန်ထုတ်ပြီးတော့နောက်တစ်ကြိမ်ထပ်တက်တော့တင်မောလက်တန်းကိုဂိုင်းလိုက်မိတဲ့အတွက်ဂုံးဘတ်ဘော်ကိုတတ်နိုင်ခဲ့ပါတယ်။ပျော်ရွှင်သွားတဲ့ဒန်ကလည်းအော်ရဲခဲ့ပြီးတော့အေမီကလေကားချပေးကသူ့သမီးစီကိုချက်ချင်းပြေးသွားခဲ့ပါတယ်။တန်ကလေကားနာသွားခဲ့ပေမဲ့သူတငယ်ချင်းနောက်လိုက်ပြီးအသက်ရှင်မလားသူ့မားကြောင့်တည်သွားခဲ့တဲ့တငယ်ချင်းတွေအတွက်အပြစ်ဒဏ်ခံယူရမလားဆိုပြီးတော့တွေ့ဝေနေခဲ့ပါတယ်။ ။အီမီကတော့ဇာရာကိုပွေ့ချီလိုက်ပြီးချုံမြူကအိယာပေါ်မှာလဲပြီးတော့အီမဲဆိုးကြီးကိုဖျက်ကျော်နိုင်ခဲ့တဲ့အတွက်ဝမ်းသာနေခဲ့ပါတယ်။ခဏကြာတော့သူကဒန်တယောက်တင်မောပေါ်ကိုတက်မလာတာကိုတတိထားမိသွားခဲ့ပြီးကုန်းဘက်ဘော်ကိုတက်ကြည့်တော့ဂျီထဲမှာမျောနေတဲ့အသက်ငယ်အင်ကြီးကိုပဲတွေ့ခဲ့ပါတယ်။ကလန်နဲမှာတော့အီမီကဒန်ရဲ့ပုံရိပ်ကိုတွေ့လိုက်ရပြီးတော့အော်လိုက်ကဘောကွင်းကိုချပစ်ပေးခဲ့ပါတယ်။သူကပြည့်ရှိတဲ့စိတ်ကြောင့်ပဲဒန်ကသူ့ကိုယ်သူရင်းနှစ်တေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပြီးသူငယ်ငယ်တုန်းကသူ့ရှိမှတဲ့ရင်းနှစ်တေသွားတဲ့သူ့ဖေကိုပြန်မှတ်ရသွားခဲ့ပါတယ် နောက်ထပ်ပြည်စိုးထမ်းမဖြစ်အောင်လို့အိမ်မီတယောက်ရေချောက်တဲ့စိတ်ကို ချိုးနိုင်ပြီးတော့တန်စီကိုကူးခတ်သွားခဲ့ပါတယ်။တန်ကရောက်ကိုရောက်သွားခဲ့ပေမဲ့အိမ်မီတယောက်သူ့ကိုဆွဲခေါ်ခဲ့ပြီးတော့အခုဖြစ်နေတာနဲ့အတိတ်မှာတုန်းကဖြစ်ခဲ့တာနဲ့ဟာရောနေခဲ့ပါတယ်။အရင်တော့ကအိမ်မီကသူ့ဖေကိုလည်းကယ်ဖို့ကြိုးစားခဲ့တာပါ။မနေ့ရောက်တော့ငါးဖန်တင်မောတစီကအိမ်မီတို့တင်မောနာကိုကတ်လာခဲ့ပါတယ်။တန်ကတဲ့ကတင်မောစီကိုကူးခတ်သွားခဲ့ပြီးတော့လူရှိလားလို့អော်ခေါ်ခဲ့ပါတယ်။ပြန်ပြေးတယ်မကြတဲ့အတွက်သူကငါးဖန်လီဘော်ကိုပြန်ကပြန်ခွေသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲဆာရာကအခန်းထဲမှာနိုးလာခဲ့ပြီးတော့ငိုကြွေးနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့အေမီကဂုံးဘက်ပေါ်မှာယက်နေကကလန်းလန်းကိုကြည်နေခဲ့ပါတယ်။သူကခဲ့တဲ့တန်းကတော့ကျမ်းပြင်ပေါ်မှာတတိလက်နေခဲ့ပါတယ်။ငါးပန်းလီကတော့မမြင်ရတော့ဘဲနဲ့ကလန်းလန်းကဆက်တံကိုပဲကြားနေခဲ့ရပါတယ်။ဒါမဲ့လည်းအေမီကအသက်ရှင်ခဲ့ပြီးဖြစ်တာကြောင့်အိမ်ပြန်နိုင်ခဲ့ပြီးပဲဖြစ်ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့ကြတဲ့ဒိုးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။